ိုမရောင်းလည်းကြီးမဆိုင်ဘူးရှင်ရောခက်ပြပြပြောတာဘာသူမှကြီးမဆိုင်ဘူးဒီတိုင်းမျိုးအစိမ့်မှာပွဲကွဲသားမှာကိစ္စကြီးတော့ပို့မယ်လည်းပဲဘယ်တော့မှကြီးမဆိုင်ဘူးကိုပြောတော့မှာကဲပဲဟုတ်တယ်ဟုတ်တယ်အခုတစားစီဖြစ်ကုန်မှာစောင့်ကြည့်လိုက်အဲ့လိုသာခင်ဗျားတို့လှုပ်ပေးကြည့်လိုက်ဒါပေမဲ့ခြေသိချင်းတွေကဘာတိုင်းတိုင်းတိုက်တော့မနိုင်ဘူးဘာလို့ခင်ဗျားတို့စစ်တပ်ကနေပြီးတော့ဌာနနေပြီးတော့ရမယ်ထင်လို့လားမရဘူးနေပြီးတော့မရဘူးမန္တလေးမန္တလေးကြရင်တော့နေပြီးတော့မရဘူးရန်ကုန်မရဘူးခင်ဗျားပြောပြောရတယ်အေးအဲ့ဒါမရရင်ခင်ဗျားနိုင်ငံမရဘူးရှင်းတယ်တခုတော့ရှိတယ်အဲ့မရတဲ့အတွက်ရှေ့သမ ्या စစ်ဘေးရောက်တဲ့ကလေးရန်ကုန်မန္တလေးနေပြီးတော့ပြုံချလာရင်အဲ့မှာစောက်ပြဿနာတက်ပြီ လာမှာအဲ့ဒါတွေရှုပ်တယ်အဲ့ကြောင့်ဒါတွေကဟိုရှော့တွေ့နေတယ်ဆိုရင်တော့ကိုယ်လိုက်နဲ့ကိုယ်ကံပဲကျွန်တော်ကဂျုံပြောတာရှင်းရှင်းလေးဒါတွေကကိုယ်လိုက်နဲ့ကိုယ်ကံရှော့တွေ့ရင်တော့မလွယ်တော့မလွယ်ဘူးပေါ့ဗျာစောင့်ကြည့်တာပေါ့ဘာဆက်ဖြစ်မလဲတော့အဲ့တော့ NUG ကလူတွေကပြောပြနေတယ်ကိုကုကိုကိုကုကိုပြောတော့မသိရင်ပဲသူတို့ဘက်ကနေပြီးတော့ TNL MNDD အုပ်စုတွေကသူတို့ဘက်ကနေသူတို့ခိုင်းလို့တိုက်ပေးနေရတင်ရောင်ပြောနေပြီပဲဟိုလူတွေအလံဆိုင်တဲ့ခါမှာ NUG အကြောင်းတစ်ချက်တော့မပေါဘူးအလံတစ်ဆက်တော့မပေါဘူးတစ်စတော့မပေါဘူး UNG ရဲ့စစ်သားတွေယူသုံးရတယ်ဆိုတော့တခေါက်တော့မထည့်ထားဘူး။ဟိုကသူတို့လှန်သူတို့စပြီးတော့သူတို့ကသူ AC ပဲသူတို့အောင်ဝေးရပြီ။ပြီးတော့မွန်ဂိုဖောင်းဆိုင်လိုနေရာမျိုးတွေမှာဘယ်ဘယ်စပေးချောင်မှမထားဘူး။သူကအကုန်ပေါင်းထုတ်တာ။အဲ့ကလေးကခင်ဗျားစဉ်းစားလိမ့်။အဖြေထွက်နေပြီးသားတွေတချို့ကြီးစားတွေနော်။အဲ့ဒါတွေကကျွန်တော်ရိုးရှင်းမှာပြောတာပါ။အဲ့တော့တချို့နားလည်ရင်နားလည်ပါလိမ့်မယ်။နားမလည်ရင်တတ်နိုင်ဘူးဗျာ။ကျွန်တော်တို့ကိုယ်တိုင်ကိုယ်ကြံမယ်။နားလည်ရမှကျခင်ဗျားတို့တကူတော့အုံနောက်နဲ့ကိုယ့်အောင်စဉ်းစား။ခင်ဗျားတို့ပါလာတဲ့အုံနောက်ကအုံနောက်ကအလကားဖွန်ချောင်မှုမဟုတ်ဘူး။နော်။ အလကားဖုံချောင်းမှုဘူးတခုတော့ကျူပြောလိုက်မယ်နော်ဟိုရင်ကိတ်တင်ကိတ်လာအောင်စီလီကွန်ထိုးလို့ရတယ်ဒါပေမဲ့ခမတို့အုံတော်တွေကိတ်လာအောင်စီလီကွန်ထိုးလို့မရဘူးစာမင်းများဖက်တိုင်းပြည်ချင်းတွေတခြားလေးလာအမုံတရားတွေရှော့အဲ့ဒါမှခမတို့အုံတော်တွေကကိတ်လာတယ်အဲ့ဒါပဲကျူပြောချင်တာနော်အဲ့တော့ဒါလေးပြောရရကြောက်မဲကိစ္စပေါ့ကြောက်မဲကြောက်မဲမှာလူ90လောက်အလောင်း90လောက်ပေါ့ဗျာပိတ်ပွားဖြစ်နေတယ်ပေါ့အလောင်း90လောက်ကြီးအဲကြောက်မဲမှာပုံထပ်ပြီးတော့မြောင်းနေမှာပုံထပ်နေလို့အဲ့ဒါရှင်းပေးပါဆိုရင်စာတော်တော်ပြတ်နေတယ်ဆိုတော့ အဲဆက်ပြီးတော့ပေါ်လို့ရလာအဲစာတစ်စောင်းကျွန်တော်တို့လည်းတွေ့တယ်တွေ့တော့ဒီပြည်တွင်းမီဒီယာဆိုလို့ရှိရင် VO1 ကိုနေလင်းပေါ့ကိုနေလင်းမီဒီယာကိုမျိုးကိုနေမျိုးလင်း BBC ကသတင်းသမားဟောင်းကိုနေမျိုးလင်းတို့မီဒီယာ Voice of Myanmar VO1 ကနေပြီးစဖော်ပြတယ်ပြည်တွင်းမီဒီယာမှာဆိုရင်ကျွန်တော်လည်းမဖော်ပြပါဘူးကျွန်တော်မဖော်ပြတခြားမီဒီယာချို့လည်းမဖော်ပြဘူးဖော်ပြမီဒီယာဆိုလို့ပြည်တွင်းမှာကြံနေခဲ့တဲ့မီဒီယာဆိုလို့နှစ်ခုတစ်ခုနှစ်ခုလောက်တစ်ခုလောက်ပဲကြီးကြီးမှဖော်ပြတယ်ကျန်လို့သိမဖော်ပြအောင်အဲ့လောက်လေးဖော်ပြတာတောင်မှပဲဖြစ်နေတာဟိုအချင်းပြူလူပြဲတဲ့အတင်းထပြီးညင်းလာ အာဟိုဒေသခံတွေကညင်းတယ်မဟုတ်ဘူးအာမရှိပါဘူးဒါမှမသွားကြည့်တာမတွေ့ပါဘူးဘာလို့အတင်းထညင်းတယ်မျိုးထညင်းတယ်သူတို့ပြောတဲ့ကိုနေလို့ပြီးမီယာဖော်ပြတဲ့ဒီကြောင်မဲကတရုတ်တရုတ်တင်ချိုင်းတရုတ်တင်ချိုင်းနဲ့ဒီဘာဖုံးချောင်းဆိုလဲအဲဖုံးချောင်းနာမည်ရှိတယ်အဲ့တခုကြားမှာတဲ့ရှိုးတခုရှိတယ်အဲ့ထဲမှာဆိုခင်ဗျားတို့အဲ့ဒီ Google Map လေးတစ်ချက်သွားထောက်ကြည့်စမ်းပါကြောင်မဲအဲ့ဒီတရုတ်တင်ချိုင်းရဲ့ကြောင်မဲတိုးခိတ်နဲ့ဘလောက်ဝေးလဲကြောင်မဲတိုးခိတ်နဲ့တင်ချိုင်းဆိုတာဘာမှမဝေးဘူးတရုတ်တင်ချိုင်းဆိုတာ အဲ့ရဲ့နောက်ကျောဘက်ကိုသွားရင်တောင်ကျောတွေလေခွင်းတွေလေခွက်တွေရှိတယ်အိမ်ကြီးတွေဒီဘက်မှာရှိတယ်နောက်မှာဆိုတော့ပြန်တို့ပြောမယ်ဆိုရင်ဖြစ်နိုင်လားလို့မေးခင်ဗျာအဲ့ကြောင်မဲတိုးခိနေမှာတိုက်ဝဲတွေအကြီးကြီးဖြစ်ခဲ့တာခင်ဗျားတို့မသိဘူးလားအဲ့ဒါတော့အကြီးကြီးဖြစ်မှာတော့ဗျာသေတဲ့စစ်သားသေတဲ့စစ်သားဆိုတော့ဟိုဟိုဘက်ကအဲ့ဟိုဟိုဘက်ကဟိုဗျာဟိုဘက်ကဟိုဘက်က TNL လေးအုပ်စုလေးပေါ့သေတဲ့ TNL လေးအလောင်းနေဆိုတော့ပုံထပ်နေမှာပေါ့ဟိုဘက်ကပြစ်တာလက်နဲ့ကြီးကြီးနဲ့ပြစ်တာအကြီးကြီးပြစ်တာလေပုံထပ်နေမှာပေါ့ခင်ဗျာမသေးပဲနေမလားအဲ့မှာဒီကြောင်ရဲ့တိုးခိတ်ကိုလာတော့ပြန်ပြစ်တော့ပြေးပြေးထွက်ပြေးတော့ဒီကနောက်ကျောလေးမှာတွတ်ပြေးတော့ဟောရနေရနေလိုက်ပြစ်မှာပေါ့ပြစ်တော့အကုန်လုံး အလောင်းတွေပုံထပ်ပြီးတေးကုန်မှာပေါ့အဲ့တော့ TNL ရဲ့စစ်သားတွေတေးရဲဆိုတဲ့ဟာမျိုးအဖြစ်မခံနိုင်ဘူးဘယ်လိုလုပ်လဲဆိုတော့အာဒါမျိုးမရှိဘူးတဲအောင်မရှိဘူးဘာလို့ညောင်အတင်းပြောင်းနေညင်းတော့တာအကြောင်မဲကဒေသခံပြည်သူတွေကပြောတယ်ဘယ်သူမှလည်းမသိဘူးကြောင်မဲကပရိုက်တာအတင်းကပြောတယ်ဘယ်သူမှလည်းမသိဘူးဘယ်သူ့ကိုမှမဖော်ပြနိုင်ပဲနဲ့အေယာဝဒီလို့ဘာလို့ညာလို့ဝိုင်းပြီးပြောင်းနေညင်းတော့တာကျွန်တော်တို့ဒါကြီးပြောတော့ဒါကြီးပြောတော့ဓာတ်တွေပါတယ်အဲ့တော့ဗိုလ်ချုပ်မှုကြီးမရောက်နိုင်ရင်မိကုန်းလေးကျွန်တော်ပြန်ချုပ်မယ်အဲ့ဒါနဲ့ပိတ်ချင်တယ်ဟုတ်တယ်ဟုတ်တယ်ဗိုလ်ချုပ်မှုကြီးမရောက်နိုင်ကပြောတယ်နော်ဗိုလ်ချုပ်မရောက်နိုင်ကသူကပြောတယ် 1994ကတော့ तू तू နာမည်ထောက်ပြသွားတဲ့နွားရှိတယ်နော်။ तू က KIA ကိုအဓိကတာဂက်ထားပြောသွားတယ်။ပြီးတော့မှ MNDAA TNLAA ကိုပြောတယ်။ပြီးတော့မှ UWSA ကို तू ထောက်ပြောတယ်။ KN KNPP KNDF ကိုပြောတယ်။ KNU ကိုပြောတယ်။ဆိုတော့ तू ပြောရတဲ့နောက်ကိဖွဲ့လို့ပြန်ရွတ်ပြမယ်။ KIA အကြောင်းပြောတယ်ထိတ်ဆုံးရတယ်။ပြီးရင် UWSA အကြောင်းပြောတယ်။ပြီးတော့မှ MNDAA နဲ့ TNLAA ကိုပြောတယ်။ပြီးရင် KNPP ကိုပြောတယ်။ KNU ကိုပြောတယ်။ဒီခုနှစ်ဖွဲ့အဓိကထားပြောတယ်။ ူပြောပါတယ်ထဲမှာအဲ့တော့သူ့ရဲ့ KIA အကြောင်းပြောရတာ KIA တို့သူတော်တော် target ထောက်ပုံရတယ် KIA က1994ခုနှစ် February 24မှာအပြည့်စာချုပ်ချုပ်တယ်တဲ့အဲ့မှာသဘောတူစာချုပ်ထဲမှာသူတို့ရေးထားခဲ့တာတခုရှိတယ်တဲ့ယောက်ျားဂရိပုံများနော်တက်မဟာ၄ခုနဲ့အခြေပြုစကန်64ခုပဲတက်မှတ်ပေးထားတယ်တဲ့ဒါပေမဲ့သူတို့သဘောတူထားလက်မှတ်ထိုးတာနော်ဒါပေမဲ့ငင်းချမ်းရေးကိုအကြောင်းပြပြီးတော့ KIA အဖွဲ့ဘာလို့ဆိုတော့မွေးစေဝါးတွေရောင်းဝယ်တယ်မြေပေါ်မြေရောက်တင်ဟန်စာရတွေပစ္စည်းတွေတစ်ဖက်နိုင်ငံတရုတ်ကိုတရားဝင်ပို့ဆောင်ခြင်းတွေလုပ်တယ်အင်အားတွေတိုးချဲ့တယ် နော်ပြီးတော့ license တို့ license ပို့ဆိုအဲ့ဒီနေရာတွေမှာလက်နက်ခဲယမ်းစက်ုံတွေတိဆောက်တယ်လူရဲကြီးချက်ထွန်းတယ်ဒါတွေကသူတို့ထိုးခဲ့တဲ့လက်မှတ်တွေကိုကိုထိုးခဲ့တဲ့လက်မှတ်ကိုလက်ကူမှာကိုအာမနာကိုထိုးခဲ့တဲ့လက်မှတ်ကိုလက်မှတ်ကူမှာကိုအာမနာအရှက်မရှိယောက်ျားမပီးသားစွာဒါလုတ်သွားတဲ့လူရဲကြီးပေါ့ကဲမြေပေါ်မရောက်တဲ့သရတွေတိရုပ်နိုင်ငံကိုဒီဘောနဲ့ထိုးရောလားမရောလားဆိုတဲ့မိကုံကိုခင်ဗျားတို့သိတယ်အဲ့ဒီနေမြေမှာတွားဖို့လည်းသိတယ်ခရယာရကောင်တွေဘလောက်တောင်ရုပ်လုတ်ရုပ်လဲဆိုတာအကုန်လုံးထိုးရောက်တာကြောက်စေးတွေတစ်တေမြေရှားတွေအကုန်ကြောင်ထိုးရောက်တာ ပြောခင်ဗျားတို့ဟုတ်လားမဟုတ်လားပြန်ကြည့် IKI လုပ်နေတာနော်နောက်တစ်ခါ KIA ရပါလို့ဆိုတော့ဒီ PDF တွေလူငယ်လေးတွေအကုန်လုံးကိုတဲ့သူကတက်မှာရှစ်ဆိုပြီးတော့ထပ်ဖွဲ့တယ်တက်မှာရှစ်ဆိုပြီးဖွဲ့ပြီးတော့မလုပ်လို့ဆိုတော့ KIA နဲ့ PDF ဖွဲ့တွေကိုစစ်တမ်းနေပေးတယ်မကွေးစကိုင်းမှာအကြက်ပဲလောက်ခိုင်းလွှဲတယ်လွှတ်ဆောင်ခိုင်းတယ်တဲ့နော်လွှတ်ဆောင်ခိုင်းတယ်တဲ့ဒါသူဖောက်ပြတဲ့အချက်မှာနော်ဒါတော့ KIA နဲ့ပတ်သက်ပြီးပြောတာအဲ့တော့ကျွန်တော် KIA က KIA နဲ့ပတ်သက်သူ target ထားပြီးအဓိကပြောသွားတဲ့အတွက်အများကြီးပဲသူပြောသွားတယ်ကျွန်တော်အနှစ်ချုပ်ချုပ်ပြတယ်အဲ့တော့ကျွန်တော်လည်းဒီမှာ ဒီမှာ KAO ပြောရင်းနဲ့ဘုံစုံကြီးမရောက်နိုင်လို့နဲ့ဒီတက်မတော်တပွဲတော့လည်းမေးချင်တာခမရတို့နဲ့စာချုပ်ချုပ်ခဲ့တာ2094ကနေချုပ်ခဲ့တာဗျာတက်မတော်4ခုအခြေပြုစကန်94ခုအဲ့ဒါကြော်ရင်ကြော်ကလေးကင်ထုတ်လိုက်ပါလားလို့ဘာဖြစ်လို့ခုမှထားပြောနေရတော့လို့ဟေးဟေးဟုတ်တယ်လေနော်ဟုတ်ဘူးလားကြော်နေပြီလေစီကံဥပဒေကြော်နေပြီလေခမရစီကံဥပဒေချိုးပေါက်ရင်တက်မတော်မှာထိပ်ပိုင်းရရှိရအောင်ဆွတ်စီထောင်းထည့်နေရပဲဗျာကဲဒီမှာ KAI ရဲ့တက်မတော်4ခုတွေခု6ခုတောင်ဖြစ်သွားပြီတိုးချဲ့သွားတာ စကန်း94ခုကနေ100ကျော်ကျော်ကုန်ပြီ100လောက်200လောက်200လောက်တော့ရှိပြီလားမသိဘူးစကန်းပေါ့အဲ့လောက်ရှိပြီလားမသိဘူးအဲ့အဲ့ဒါလည်းဘာမှမပြောဘဲနဲ့အဲ့တုန်းကတည်းကဘာမှမပြောခုမှဘာလို့ထားပြောတာတော့ပြအစောကတည်းကဥပဒေချိုးပေါက်နေကင်လုပ်လိုက်ပေါ့ပြီးနေတယ်ပေါ့ရဥပဒေချိုးပေါက်ဥပဒေနဲ့ပြမြစ်လမ်းရောကျော်နေပြီနော်ဘာလဲမင်းတို့ဘောင်းကျော်နေပြီစီရန်ကျော်နေဘာလို့တားလဲမင်းတို့ပြောလို့ရလေမမပြောဘူးမပြောဘူးဆိုတော့ဗာအဲ့ဒီအဆက်ဆက်လုံး1994ရက်နေ့ပြီးတော့ဒီနေ့ပြီးခဲ့တဲ့တလောထီကိုပြီးခဲ့တော့ဒီကိုတောက်လျှောက်အလုပ်လုပ်လာတဲ့တက်ကခေါင်းဆောင်တွေတချို့ခေါင်းဆောင်တွေကဗာအခရီးတွေလုံနေကြတော့ ကျွန်တော်မေးရယူလို့အဲ့ဒီလုံးမရဘူးကွာအမှန်ပေါ့အမှန်ပေါ့ပေါက် KI နဲ့ပေါက်ပြီးတော့ဘာကြီးလုံးမရဘူးကဲကျွန်တော်ယူလို့မရဘူးမျက်နှာနာကြာကြီးလှုပ်ထားလို့လား1994ရဲ့နေအခုထိကဲမျက်နှာနာကြာကြီးလှုပ်ထားတယ်တရားတွေပြောနေဘာနာကြာလို့လဲတိုင်းပြည်နဲ့ပတ်သက်မျက်နှာတွေမှာနာနေတာမလို့တိုင်းပြည်နဲ့ပတ်သက်ညီကောင်မောင်မအရင်တော့ထားလို့မရဘူးတိုင်းပြည်နဲ့ပတ်သက်ဥပဒေနဲ့ရေးယူပြရမယ်ပြောချင်တာတိုင်းပြည်နဲ့ပတ်သက်ရင်ဥပဒေကြီးရေးယူပြရမယ်ညီကောင်မောင်တော့မထားဘူးနော်တော်တော်သားကျူးလို့ရင်တော်တော်သားထောင်းထည့်ရမယ်သူ့သားကျူးလို့သူ့သားထည့်ရဘယ်သူ့သားကျူးထည့်ထောင်းထည့်ရပါဘာလို့ ကျူးလွန်တယ်ဥပဒေနဲ့ကျူးလွန်ရင်ဘယ်သူ့ကမှထားလို့မရဘူးဆိုတော့နိုင်ငံသားအလုံးပြတတ်ဖို့လိုတယ်အခု KIA လုံးချင်တဲ့လုံတော့ခွင့်ပြုခဲ့ပြီခုကြမှာသူတို့တွေကဘယ်လိုကြော်ခဲ့ပါလဲဩဆလန်တာတယ်ဟုတ်ကဲ့အဟိုကောင်းတယ်ဒီနိုင်ငံမှာဒီမိုဒီမီဒီဒီလူဒီလူတွေနဲ့ကတော့ဖိတ်ပြတယ်နော်နောက်တစ်ခုကသူကဘာပြောလဲဆိုတော့တခါလောက်ကရင်ကိစ္စနဲ့ပတ်သက်ရင်ယူတူရဲစီလို့လည်းသူထောက်ပြတယ် ယူလာစီကတော့သူကထောက်ပြတော့ပေါ့ပါထောက်ပြပါလေ။သူကတော့ဟိုညီချင်း UB 230အတွင်းမှာတော့တိုးတက်လာတယ်ခင်ဗျမိဘစီရောက်တယ်ပေါ့ဗျာဒါမျိုးပြောတယ်။ဝါတော့အဲ့လိုပြောတယ်။ဒါတော့ဝါတော့သိအများကြီးပြောသူနည်းနည်းပဲပြောတယ်။ Okay ။တက်မလို့တက်ပွဲမဖြစ်ဘူးရောဝါ။အဲ့တော့တခါဟိုကကျတော့2009လောက်ကရေးခင်းဖြစ်တဲ့ချိန်မှာဖုန်ချရှင်အုပ်စုက MND အုပ်စုကတရုတ်ဘက်ကိုထွက်ပြေးတယ်။ပြီးတော့တရုတ်ဘက်ကိုပြေးတယ်နောက်တစ်ခုကဖုန်ချရှင်နဲ့သူ့အဖွဲ့တွေကအဲ့တော့သူ့တမက်ရှိတဲ့မိုင်းလားမိုင်းလားဆိုင်းလင်းဦးဆိုင်းလင်းတို့မိုင်းလားကိုပြေးတယ်။ဆိုင်းလင်းကဖုန်ချရှင်ရဲ့တမက်ကိုဗျာနော်။အဲ့တော့အဲ့ကိုပြေးတယ်ပေါ့ပြေးတယ်တဲ့။ပြေးပြီးတော့ဘာလို့လဲဆိုတော့ ိုဟာပြီးပြီးတော့နောက်ဆုံးဥစားကူဖုန်းထားရှင်တို့လက်ထက်ရောက်လာတယ်ဖုန်းထားရှင်တို့ကတော့ရှိတဲ့လူတွေပြန်စုစည်းပြီးတော့ထုထိတာပြင်းနဲ့ပြန်လဲသတ်သွင်းဖို့ကြိုးစားတိုက်ခိုက်တယ်ပေါ့ဗျာဒါမျိုးသူပြောတယ်အဲ့တော့အခုတိုက်ပွဲတွေအတွင်းမှာအခုတလနီးပါတလကျော်ရှိလာတဲ့တိုက်ပွဲအတွင်းမှာပြီးပကဒရုန်းပညာရှင်အင်အား6500လောက်ပါတယ်တဲ့ပြီးပြီးပကဒရုန်းပညာရှင်6500လောက်ပါတယ်သူပြောတယ်ကိန်းကနာနော်6500လောက်ပါတယ်တဲ့ဖုန်းထားရှင်ဦးစီးရဲ့ဖွဲ့က2015တုန်းကလည်းတပ်မတော်စခန်းတွေကိုတိုက်ခဲ့တယ်တဲ့2016မှာလည်းတိုက်တယ် အဲမွန်ဂိုပေါင်းဆိုင်ကျူကုတ်105မိုင်အစရှိတဲ့စခန်းတွေကိုတိုက်ခဲ့မှုတယ်တဲ့နောက်ဆက်ခွန်မှာလည်းရန်လုံကျောင်းကိုဝယ်လိုက်တယ်တဲ့စသဖြင့်တိုက်ခဲ့တယ်အခုတစ်ခါကတော့ဒါကြီးကြီးမားမားသေချာတိုက်တဲ့သဘောအင်အား6500လောက်ပါတဲ့ဒရုန်းပညာရှင်ဒရုန်းပညာရှင်အင်အား6500လောက်ပါတယ်တဲ့ပါပြီးတော့အဲ့ဒီလူကလည်းပြီးတော့ drop ဘုံတွေချတာ drop ဘုံတွေများစွာချတယ် drop ဘုံတွေချပြီးတော့အခုနေရာပေါင်းများစွာပေါ့ဗျာကုတိုက်တဲ့နေပြည်ပေါင်းများစွာ drop ဘုံတွေချတယ် drop ဘုံတော့ဘယ်လောက်ထိပြောလို့ပြောလဲဆိုရင် drop ဘုံမှာအလုံးကြီးပေါင်း15000ကျော်လောက်ကိုချခဲ့တယ်တဲ့ပြီးတော့မှ100ခွန်မီလီမီတာရှိတဲ့ short တိုက်ဒုံးတွေပါအလုံး120ခန့် တဲ့မင်းတိုက်ခိုက်ပြက်ခတ်ခဲ့တယ်ဆိုတော့ဩဒါလည်းသူတိတာပဲဒါလည်းသူတိတာအလုံးနှောင်းကွဲကြော်ချရတော့သူတိတာပဲမဲသူတပည့်တွေပေါ်မှာအလုံးနှောင်းကွဲကြော်ချခံရတယ်လေသူတိတယ်သူတပည့်တွေရှိတဲ့စခန်းတွေအကုန်လုံးအလုံးနှောင်းကွဲကြော်ချခံရတယ်သူတိတယ်တိတော့တိတယ်တိတော့တိတယ်ဒါပဲပဲအဲ့ဒါပြည်သက်ကြီးဒီနေ့ဒေါ်မေတရားပါတယ်တိတော့တိတယ်ဟောပါတယ်တိတော့တိတယ် ကျွန်တော်တို့မပြောဘူးကွယ်ပိဿကြီးကိုယ့်ဟာကိုပြောတို့မပြောဘူးတို့ပြောတို့လက်ထောင်နဲ့တန်းနေတာပဲเนาะမပြောဘူးသိတော့သိတယ်เนาะ तू သိ